ဘုံတို့ရှင်အနုရုဒ္ဓမထေရမြတ်တစ်ချိန်မှာဝါတော်ထဲမှာသတင်းသုံးတယ်။အဲ့လိုသတင်းသုံးရင်းနဲ့အလွန်မြင့်မြတ်တဲ့အတွေ့အလွန်မြင့်မြတ်တဲ့အကျံစီအဲ့ဒီအတွေ့အဲ့ဒီအကျံတွေကိုတွေးမိတယ်ကြံမိတယ်တဲ့။အဲ့ဒါမြတ်စွာဘုရားသူ့တီကြွသွားတဲ့အခါကျတော့သူတွေးမိတဲ့ကြံမိတဲ့အကြောင်းကိုမြတ်စွာဘုရားကိုရှောက်တယ်။ဘာရှောက်တုံဆိုတော့အဘိသတယံဓမ္မော နာယံဓမ္မောမဟိသတံအတံတုဋ္ဌတယံဓမ္မောနာယံဓမ္မော တန်တုထတယံဓမ္မောနာယံဓမ္မောအတန်တုထတံသူရှောက်တာတော့ခုနှစ်ချက်တောင်ရှောက်တယ်မြတ်စွာဘုရားတဲ့ဟောဒီသူတော်ကောင်းတရားလို့ဆိုတဲ့လောကုတ္တရာတရားတွေဟာအလိုနေတဲ့ပုဂ္ဂိုလ်ရဲ့တရားသာဖြစ်ပါတယ်အလိုကြီးတဲ့ပုဂ္ဂိုလ်ရဲ့တရားမဟုတ်ဘူးတဲ့နော်အပိဿတယံဓမ္မောနာယံဓမ္မောမဟိသံတအရင်ဤလောကုတ္တရာတရားသည်ဤသူတော်ကောင်းတရားသည် အပိစ္ဆတအလိုနေကြတဲ့ပုဂ္ဂိုလ်တို့အတွက်အလိုနေကြတဲ့ပုဂ္ဂိုလ်တို့ရဲ့ဓမ္မောတရားမဟိစ္ဆတအလိုကြီးကြတဲ့ပုဂ္ဂိုလ်တို့ရဲ့ဓမ္မောတရားဒီနာမဟုတ်နော်စဉ်းစားနော်အလွန်ကောင်းတယ်ဟုတ်လားသူတော်ကောင်းတရားဆိုတာအလိုနေတဲ့ပုဂ္ဂိုလ်တွေနဲ့သာထိုက်တန်တာအလိုကြီးတဲ့ပုဂ္ဂိုလ်တွေနဲ့မထိုက်တန်ဘူးဆိုတဲ့အတိတ်ပဲအလိုနေတဲ့ပုဂ္ဂိုလ်တွေသာလင်ရနိုင်တာအလိုကြီးတဲ့ပုဂ္ဂိုလ်တွေမရနိုင်ဘူးဆိုတဲ့သဘောပဲ တန်တုဋ္ထတယံဓမ္မောနာယံဓမ္မောအတန်တုဋ္ထတဟောဘုံတို့ဒီကနေ့ညပြောနေတဲ့တန်တုဋ္ထီဟူလည်းပါတယ်နော်တန်တုဋ္ထတယံဓမ္မောဟောဒီသူတော်ကောင်းတရားဆိုတာဟောဒီမဉ္ဉံဖူဉ္ဉံနိဗ္ဗာန်ဆိုတဲ့လောကုတ္တရာတရားတွေဟာနော်တန်တုဋ္ထတရောင်ရဲတင်းတိမ်နေတဲ့ပုဂ္ဂိုလ်အတွက်နော်ရှိနေတဲ့တရားတနည်းအားဖြင့်ရောင်ရဲပုဂ္ဂိုလ်ရောင်ရဲတင်းတိမ်နေတဲ့ပုဂ္ဂိုလ်တို့နဲ့ထိုက်တန်တဲ့တရားနော်နာယံဓမ္မောအတန်တုဋ္ထတမရောင်ရဲမတင်းတိမ်နိုင်ဘူးဆိုတော့ ော့ဒီသူတော်ကောင်းတရားနဲ့မထိုက်တန်ဘူးလို့အဲ့ဒီလိုမျိုးသူတွေးမိတာအဲ့ဒါသူခုနှစ်ချက်တောင်သူတွေးရဲတဲ့နော်တတိယတွေးတာဘာတော့ဆိုတော့ဝိဝေကနော်စိတ်ငြိမ်မှုမှာပျော်မွေ့တဲ့စိတ်ငြိမ်ရာမှာပျော်မွေ့တဲ့ပုံကိုယ်တွေနဲ့သာထိုက်တန်တဲ့တရားနော်လူတွေသူတွေနဲ့ပျော်နေတတ်တဲ့ပုံကိုယ်တွေနဲ့မထိုက်တန်တဲ့တရားဟုတ်လားအပေါင်းအသင်းမှာမွေ့လျော်တဲ့ပုံကိုယ်တွေရဲ့တရားမဟုတ်နော်စိတ်ငြိမ်ရာမှာနေကျင်တဲ့ပုံကိုယ်နဲ့သာလင်ထိုက်တန်တဲ့တရား ကြိုးစားအထမှုဝရိယရှိတဲ့ပုဂ္ဂိုလ်ရဲ့တရားသာဖြစ်တယ်ပြင်းကြီးတဲ့ပုဂ္ဂိုလ်ရဲ့တရားမဟုတ်ဘူးတတိရှိတဲ့ပုဂ္ဂိုလ်ရဲ့တရားသာဖြစ်တယ်တတိမရှိတဲ့ပုဂ္ဂိုလ်ရဲ့တရားမဟုတ်ဘူးတမာတိရှိတဲ့ပုဂ္ဂိုလ်နဲ့တည်းထိုက်တန်တဲ့တမာတိမရှိပြန့်လွင့်နေတဲ့ပုဂ္ဂိုလ်တို့နဲ့မထိုက်တန်တဲ့တရားဉာဏ်ပညာနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တို့သာလည်းထိုက်တန်ဉာဏ်ပညာမေ့ရတဲ့ပုဂ္ဂိုလ်တွေဒီတရားနဲ့မထိုက်တန်ဘူးခုနှစ်ချက်ဟောနော်အလိုကြီးခြင်းအလိုနည်းခြင်းကြောင်ရဲခြင်းမကြောင်ရဲခြင်းနော်စိတ်ဉာဏ်မှာပြောင်းလဲခြင်းအပေါင်းအဖော်နဲ့မွေးလျော်ခြင်း ဝိရိယရှိခြင်းပြည့်စုံခြင်းသတိရှိခြင်းမရှိခြင်းတမာတိရှိခြင်းမရှိခြင်းပညာရှိခြင်းမရှိခြင်းဟုတ်လားအဲ့လိုမျိုးမြတ်စွာဘုရားကိုရှောက်တဲ့အခါကျတော့မြတ်စွာဘုရားကအဲ့လိုဆိုရင်နုရုဒ္ဓါကိုစေတနာနုရုဒ္ဓါတဲ့မင်းရဲ့အကြံစီတွေအတွေးတွေကတော့အလွန်ကုန်မြင့်မြတ်တယ်နော်ဦးပြီးတော့ပြည့်စုံသွားအောင်နောက်ထပ်အတွေးတစ်ခုထပ်ထည့်လိုက်အောင်တဲ့အဲ့ဒါပါလဲဆိုတော့ဒီသူတော်ကောင်းတရားတွေဆိုတာတဏမာနဒိဋ္ဌိလို့ဆိုတဲ့တန်တရားကိုချက်ထွန်းတတ်တဲ့ ပပင်္စတရားမှာမမွေ့လျော်ကြတဲ့ပုဂ္ဂိုလ်တို့ရဲ့တရားပပင်္စတရားမှာမွေ့လျော်ကြတဲ့ပုဂ္ဂိုလ်တို့ရဲ့တရားမဟုတ်နော်တဘာဝတရားတွေရဲ့ပုံမှာယုံနယ်ရဲ့ပုံမှာခန္ဓာ၅ပါးရဲ့ပုံမှာဒါဟာငါပဲဒါဟာငါဥစ္စာပဲအစရှိတဲ့ဖြင့်တဏမာနဒိဋ္ဌိနဲ့နော်ဆွဲလန်းကညိနေကြတဲ့ပုဂ္ဂိုလ်တို့နဲ့မထိုက်တန်တဲ့တရားတဏမာနဒိဋ္ဌိနော်ကင်းရနိဗ္ဗာန်မှာပြောင်းမွေ့ကြတဲ့ပုဂ္ဂိုလ်တို့နဲ့တန်လဲထိုက်တန်တဲ့တရားအဲ့ဒီအသေးပဲမျိုးပြောမယ်ဟုတ်လား အဲ့လိုမျိုးမြတ်စွာဘုရားအမိန့်ရှိပြီးတော့ဒါဘုံဘုရားအနှစ်ချုပ်လေးပြောပြတာပါအဲ့ဒီသုတ်တံ။ဘာပြောတုံဆိုတော့ရောင်ရဲခြင်းနဲ့ပတ်သက်ပြီးတော့ရောင်ရဲတင်းတိမ်ပြီးတော့ဒါနေမယ်ဆိုလို့ရှိရင်နဲ့မြူးမုံအလိမ့်လိမ့်ကတ်နေတဲ့ပတ်သက်ကိုသင်္ကန်းဟာအလွန်ပြည့်စုံကျွဲဝတဲ့တထေးတယောက်က သူ့ရဲ့အဝိဘီယိုကြီးကောင်းပြီဆိုတဲ့တထေးဆိုတာတော့အဝိတွေအကောင်းနေကြီးပေါ့နော်။အဲ့ဒါတွေအကြည့်ထည့်ထားပြီးတော့အဝိဘီယိုကြီးကိုကြည့်လိုက်တဲ့အခါမှာ အဟိုဝိကလေးကလည်းနှစ်သက်เสียဒီဝိကလေးကလည်းကျင်းနေเสียအကုန်လုံးသဘောကျခဲ့ရအဝတ်တွေကြီးပဲအဝတ်နဲ့ပတ်သက်ပြီးတော့သူ့မှာဘာမှစိတ်ထဲမှာဟိုမပြည့်စုံဘူးလိုအပ်နေတယ်ဆိုတာမရှိဘူးအကုန်လုံးအဝတ်နဲ့ပတ်သက်ပြီးတော့ကျင်းနေတယ်တတိတယောက်ဟာအဝတ်ပြည်ကိုကြည့်လိုက်တဲ့အချိန်မှာအဝတ်နဲ့ပတ်သက်ပြီးတော့အမြဲတမ်းကျင်းနေတယ်လို့မျိုးရောင်ရဲတဲ့ပုံကောဟာမြုံမုံလင်းလင်းကန့်နေတဲ့ပန်းတကူတင်ကသူ့တည်းကျင်းနေเสียပဲဒီစကားကအလွန်စဉ်းစားရတဲ့အကောင် တော့ကိုယ်စိတ်ထဲမှာချမ်းသာတယ်၊ကျဉ်တ်တယ်၊နှစ်သက်တယ်ဆိုတာပိုင်းဆိုင်ထားတာတွေရဲ့အည်အသွေးပေါ်မှာအဓိကမူတည်တာမဟုတ်ကိုယ်စိတ်ကဓာရဲ့ပေါ်မှာဘလို့မြင်တယ်လဲတနည်းအားဖြင့်ကိုယ်စိတ်အခံတွေကဘလို့ရှိတယ်လဲကြောင်ရဲ့တင့်တယ်မှုရှိသလားလောဘတွေကြီးနေသလားလောဘကြီးရင်တော့ဘာတွေဘလောက်ရှိလို့မှသိပြီးတော့ချမ်းသာတဲ့အကြောင်းမရှိစိတ်ကမကျဉ်တဲ့နိုင်မှုရပဲရကျင်နေတယ်ပေါ့နော်ဟုတ်လားတော့ရကျင်မှုကိုချိုးနှိမ်ထားရကျင်မှုရဲ့အပြစ်ကိုမြင်တယ် ဩဒီတိုင်းဩမလိုချင်ချင်းမရချင်ချင်းရဲ့အနှစ်သာရကို तू သိအဲ့လိုရောင်ရဲနိုင်တဲ့အခါကျတော့ဘုရားပြောပုံလေးကိုဘုမောအလွန်သဘောကျတယ်နော်တထေတရားအဝိပ္ပယောကြည့်ပြီးတော့ကျင့်တဲ့လိုမျိုးတကယ်တမ်းကတော့တထေရဲ့အဝိတ္တမျိုးကိုမှရှိတာမဟုတ်ဘူးဓမ္မကုစိတ်ထဲမှာရှိနေတာပါတော့ရောင်ရဲမှုဟာရှိနေတယ်ဝိစုတ်ကလေးနဲ့လည်းပဲအစဉ်ပြေးနေတယ်ပေါ့သဘောပေါက်လားပန္နကုသင်္ကန်းဆိုတာအဲ့ဒါအမိုက်ပုံတို့တုတ်တန်တို့ရရတဲ့ကြားဖို့ပါလေဟုတ်လား ကောင်းတဲ့နေရာလေးပဲစုပြီးတော့ချုပ်ပြီးတော့တစ်ခေါက်လေးဆိုးပြီးတော့လှုပ်ထားတဲ့သင်္ကန်းဟုတ်လားအဲ့လိုပဲတဲ့တထေးတယောက်ကတပြုံးထမင်းနေဟင်းနေကောင်းပြီဆိုတာဒီပြည့်ပြည့်စုံစုံထမင်းဝိုင်းကြီးဟုတ်လားအဲ့ဒါကြီးကိုကြည့်ပြီးတော့ဩစားရည်နဲ့ပတ်သက်ပြီးတော့သူ့မှာလွန်ချမ်းသာနော်ရောင်ရင်းမဲ့တင်းတိမ်မဲ့ဆိုလို့ရှိရင်တအိမ်တစုံတအိမ်တယောက်မှဟုတ်လားလှဲ့လေပြီးတော့မဟုတ်တာတွေရောဟုတ်တာတွေရောမကောင်းတာတွေရောကောင်းတာတွေရောဟုတ်လားပါတယ်ပိုင်းလူခန်းလာတယ်စွမ်းလူခန်းလာတယ် ဲ့ဒီတပိတ်ထဲကကောင်းမကောင်းနော်တောင်းပြောင်းရောရဆွန်းနေသူ့အတွက်ကျင်းနေစီရပဲတဲ့တတိတယောက်ကအလွန်ကောင်းကောင်းမွန်မွန်တိုက်ကြီးတလုံးဆောက်ဟုတ်လားဘုံနှံပြတ်သက်တင်းနဲ့လေသာပထင်းနေနဲ့ဟာတကယ်ကိုအံ့ဩခံထားတဲ့အိမ်ကြီးဆောက်ပြီးတော့နေရေးမှာအလွန်ချမ်းသာအဲ့လိုပဲယဟန်တပါးဟာရောင်ရင်းနိုင်မယ်တင်းတိမ်နိုင်မယ်ဆိုရင်တစ်ပင်ရင်းဟာသူ့အတွက်ချမ်းသာနှစ်သက်စရာပဲတဲ့ဟုတ်လား ဟာပေါ်စုံအမျိုးမျိုးနဲ့ခေါင်းကြီးတွေနဲ့ဖလုံးကြီးတွေနဲ့ဣဆက်ညံ့ညောတဲ့အိယာကြီးပေါ်မှာနေနေရတဲ့တထေးတရားနော်အိယာနဲ့ပတ်သက်ပြီးတော့သူဘာမှဟိုစိမျက်စရာမရှိဘူးနော်အဲ့လိုပဲကိုကကြောင်ရဲနိုင်မယ်တင်းတိမ်နိုင်မယ်ဆိုဒီသစ်ပင်အောက်သစ်ရွက်ခင်ကလေးပေါ်မှာလည်းပဲသူ့မှာမဖြစ်နေတော့ကျင်းတတ်တယ်နှစ်သက်တင်းနိုင်မယ်ဆိုဒီသစ်ပင်အောက်သစ်ရွက်ခင်ကလေးပေါ်မှာလည်းပဲသူ့မှာမဖြစ်နေတော့ကျင်းတတ်တယ်နှစ်သက် နွားကျင်ငယ်ပုတ်ရည်နဲ့စိန်ထားတဲ့ဇီးပြူဘန်ကဆေးလေးစားပေးမလို့ချီဦးထောပတ်စားနေရတယ်။နော်ဆေးအကောင်းသားတွေသုံးဆောင်နေရတယ်။တထေးတယောက်ရဲ့ကျင့်တတ်မှုမျိုးဥမာရနိုင်တယ်။ဒါကဘုမောကနားလေလေအောင်ရှင်းရှင်းလေးပြောပြတယ်ဟုတ်လား။အဲ့ဒါဘုမောတို့စိတ်ထဲမှာဒီအသုံးဆောင်တွေနဲ့ပတ်သက်ပြီးတော့နော်ဘဝမှာဟိုရှင်းရှင်းပြောရရင်ဒီစာဝတ်နေရေးနဲ့ပတ်သက်ပြီးတော့ကျမကြီးတောင်းပါရနော်။စာဝတ်နေရေးကျမကြီးဟုတ်လား။ဒီအရေးတွေနဲ့ပတ်သက်ပြီးတော့တကယ်လို့သာကိုယ်မှာရောင်ရဲခြင်းဆိုတဲ့အလိုနေခြင်းဆိုတဲ့ အခြေခံကောင်းတွေရှိနေမယ်ဆိုရင်ကိုယ်ဟာဘလို့အခြေအနေမျိုးမှာပဲဖြစ်ဖြစ်ကိုယ့်ရဲ့ပိုင်ဆိုင်မှုကဘလောက်ပဲအဆင့်မရှိဘူးပဲပြောပြောကိုယ်ဟာချမ်းသာတဲ့လူတစ်ယောက်ပဲဟုတ်လား